အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါဆိုဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒါကမ္ဘာဖလားလဲရောက်တော့မယ်အဲ့တော့ဒီကမ္ဘာဖလားမှာတော့ကျွန်တော်တို့ weban တန်ဒီတော်တော်လေးကိုဒါကျွန်တော်တို့ညံနေတယ် ညာနေရဆိုတာကျွန်တော်ဒါသူတို့နိုင်ငံတွင်းကလူတွေတော့ကဒီကမ္ဘာဖလားကတော့အဆင်ပြေတယ်ဆိုပေမဲ့ internationally အရာလက်ရှိမှာကမ္ဘာဖလားနဲ့ပတ်သက်တဲ့အချိန်မှာဒါကျွန်တော်တို့တွေးစရာတွေဒါကျွန်တော်တို့လက်ရှိမေးစရာတွေဖြေစရာတွေအများကြီးများကြီးရှိနေပါတော့အဲ့တော့ဒါကျွန်တော်တို့ကျွန်တော်ကိုယ်လည်းဘောလုံးပွဲကိုဒါအသေးလေးသွားကြည့်ထားတဲ့ကောင်တယောက်အနေနဲ့လက်ရှိမှာကမ္ဘာဖလားအတွက်မိကွန်းနေပေါင်းများစွာရှိတယ်ပထမဆုံးမိကွန်း international တော်တော်များများ international ပြည်သက်တော်များရဲ့မိကွန်းရဲ့အခက်အခဲဆုံးမိကွန်းကဘာလဲဆိုတော့ visa ဒါကျွန်တော်တို့မမေ့ရကျွန်တော်တို့သွားတော်တော်သွားတယ်တော်တော်များများနောက်ဆုံးကန်ခဲ့တဲ့နိုင်ငံတော်တော်များများမှာဗီဇာကအဲ့လောက်ဒီပြဿနာမရှိခဲ့ဘူး။ဒါနောက်ဆုံးပြာကျွန်တော်ခတ်ပါရဲဆိုတဲ့တော့ကျွန်တော်တို့ရုရှားလိုနိုင်ငံမျိုးတော်မှာ higher cut ဆိုတဲ့ဒါကျွန်တော် higher ဆိုတာရှင်းပါတယ်။ဒါကျွန်တော်တို့ဘလုံးပွဲတဲ့ကိုဝင်ဝင် cut ပေါ့နော်။ဒါကျွန်တော်တို့ဒါနိုင်ငံတွင်းကိုဝင်နေခဲ့။ဥပမာကျွန်တော်ကျွန်တော်တို့ကာတာမှာပဲကွာဖလာကြည့်ဘူးတာ။ကာတာမှာတော့ကျွန်တော်ရှင်းပါတယ်ဘလုံးပွဲလက်မှတ်ဝင်ကျွန်တော်ဒါ serial number လေးပေးတယ်ဘလုံးပွဲလက်မှတ်မှာအဲ့ serial လေးကိုခမရဗီဇာရှောက်တဲ့နေရာမှာထည့်လိုက်ပြီဆိုရင်ဒါခမရဗီဇာကကျွန်တော်တို့ခုနပြောဆိုရဟိုတယ် ခမရနေတဲ့ရဲ့ရဲ့ဟိုတယ်ပေါ့နော်ပြီးတော့ဒါခုနကပြောတဲ့ခမရလင်းအသွားပြန်ပြနိုင်နေဆိုရင်ခမရကိုဗီဇာချပေးတယ်ပြီးတော့ပြဿနာဒီနေရာမှာ US ကလောက်လဲမဟုတ်ဘူးရှင်းပါတယ်ဒီနေရာမှာ US ဘက်ကလည်းကျွန်တော်နားလေပါတယ်ဘာလို့ခုနကလက်ရှိမှာ immigrant problem ပဲကိုလက်ရှိမှာကျွန်တော်တို့ဥပ္ပောနေဆက်ဖြတ်ကျော်လာဝင်လာတဲ့လူတွေရဲ့ပြဿနာတော်တော်လေးကိုကြီးမားနေတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒီလိုလာလွတ်ပေးလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့အလှူတော်ကြီးဖြစ်သွားမယ် ကာတာတို့ဘာလို့ဆိုဆိုအဲ့လိုမျိုးကတော်တော်တောင်းမလို့ကာတာဆိုဘလောက်ထိတောင်မှတို့နိုင်ငံကိုလူလာစေခြင်းလဲဆိုကျွန်တော်လက်ရှိဒါမမဲ့ရဲ့ကမ္ဘာပလာ2022ကပြီးသွားရယ်နော်တို့အနေနဲ့အဲ့ဒီ higher cap ကိုဒါနိုင်ငံတွင်းကိုဝင်ဝင်ကတ်ကိုအကဲခမရလေးရင်အသွားပြန် hotel ရှိမယ်ဆိုရင်နှစ်နှစ်ထိထိခမရကို higher cap ကပါမစ်ပေးထားတယ် ရုရှားတော့ကတော့မဟုတ်ဘူးလို့ကိုချမ်းပြောတော့ကျွန်တော်သိရတယ်ပေါ့ကျွန်တော်ကဒါကာတာပဲသွားဘူးလေအဲ့တော့ပြောချင်တာကသူများနိုင်ငံကဒါရှင်းပါတယ်ဒါနဲ့ပတ်သက်ပြီး tourism အကြီးကျယ် push လုပ်တယ်အမေရိကကတော့ပြဿနာကအဲ့ဒါကိုသူတို့အကြီးကျယ် push လုပ်မယ်လို့မထင်ဘူးကနေဒါတော့ကျွန်တော်မသိဘူးပေါ့နော်ဒါကျွန်တော်ကနေဒါတော့ကျွန်တော်ကနေဒါတော့သွားကြတဲ့နေရာမှာပါတယ်ကျွန်တော်မက္ဆီကိုတော့သွားဖို့များတယ် asset stack မှာကျွန်တော်တို့ဖွင့်ပွဲလုပ်ဖို့ရှိရဆိုတော့ stack ကိုကျွန်တော်သွားကြတယ်ကျွန်တော် stack ကိုသွားကြည့်ဖို့ရာခိုင်နှုန်းလည်းများတယ်လက်ရှိကြောင့်မို့အဲ့တော့ဟိုကနေဒါကြာတဲ့ Toronto Pro ပါကျွန်တော်တို့လက်ရှိမှာဒါ queen တွေလည်းမိုက်တော့ကနေဒါနဲ့ mexico က အခွင့်ရေးရမယ်ဆိုရင်တော့သွားကြည့်ခြင်းနဲ့အမေရိကကတော့ကျွန်တော်တို့မြန်မာ passport ကင်ထားတဲ့လူတယောက်အနေနဲ့မလွယ်ဘူးလို့မြင်တယ်။ဘာကြောင့်လဲမြန်မာကိုရီးယားနဲ့ကိုရီးယားတို့က black list ထဲထည့်ထားတဲ့ကြောင့်ကိုရီးယားနေနဲ့ဘလုံးပွဲ maybe ပေါ့နော်သူတို့နေနဲ့လုပေးခြင်းတယ်ပေါ့လုပ်ခြင်းလုပ်ကိုယ့်ကို bias ဖြစ်တာပေါ့နော်လုပေးခြင်းတယ်ဆိုရင်တော့ဟောဒီကောင်ကြီးကမ္ဘာဖလားအရင်တုန်းကသွားထားတဲ့ပုံစံမျိုးရှိတယ်ဆိုရင်ကမ္ဘာဖလားတစ်ကြိမ်သွားခဲ့ပူတယ်ဆိုရင်နောက်တစ်ကြိမ်အနေနဲ့ထပ်သွားလို့ရတယ်ဆိုတဲ့ပုံစံမျိုးလုပေးမယ်ဆိုရင်တော့ကိုရီးယားကတော့ကျွန်တော်တို့ဒါအမေရိကရောက်ဘူးမှာပေါ့နော်ဒါပေမဲ့တည်တနာကပြပြီးတော့နောက်တစ်ခုက လက်မှတ်ခါကခေါင်ခိုင်းတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးပြောရမယ်ဆိုရင်ဗီဇာရသွားပြီးထားပါအောင်လက်ရှိမှာလာကိုချမ်းတော်မှာခုနေ့တုန်းကတင်ထားခဲ့လို့ပဲဒါကျွန်တော်တို့ဒီရင်တော့ကျွန်တော်တို့ကာတာရုံးပါလို့ဆိုတော့လက်မှတ်ဝယ်ရတအားအဆင်ပြေတယ်ကျွန်တော်မော်စကိုတော့ကျွန်တော်မသိဘူးဗောကာတာရုံးပါလို့လက်မှတ်ကိုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ပေါ်တာကျွန်တော်လက်မှတ်ပဲအခုလက်ရှိမှာကျွန်တော်ပေါ်တာသူတို့သူတို့ကုမ္ပဏီကလက်မှတ်မရအောင်တင်းနဲ့သူတို့စပွန်ဆာပေးတာနော်လက်ရှိမှာဒါကျွန်တော်ဟိုးအထက်လူကြီးရရတယ်အလယ်လက်တွေမရတော့ဘူးအဲ့တော့ ပြောချင်တာဗျအမေရိကကသူ့လူနဲ့သူပြေးနေပြီ။ငကိုရဲအမေရိကန်အမေရိကတိုက်ကြီးကကြီးသူတို့ကသူတို့ state တွေထဲမှာမှာအများကြီးကမ္ဘာပလာသူတို့ငကိုရဲသူတို့နိုင်ငံက diversity မြင့်ပြီးသားအပြင်ကပြည်သက်မလာဘဲနဲ့အထက်ကပြည်သက်ကြည့်တယ်ဆိုရင်ကမ္ဘာပလာပြည်တယ်ပေါ့။အဲ့ပြောချင်တာရှင်းပါတယ်ကမ္ဘာပလာသူ့လူနဲ့သူဖြစ်နေ။အဲ့တော့ဘယ်လောက်တိတော့အခြေအနေဆိုတော့လက်ရှိမှာကမ္ဘာပလာကွင်းနာကပါကင်ကပါကင်ကို 185ဒေါ်လာနဲ့အခုချိန်ကလေးကရောင်းချနေဖြစ်အဲ့ရီယာတော့ပါတယ်လား185နဲ့ရောင်းတဲ့ကားပါကင်အခုလက်ရှိမှာကုန်သွားပြီဖြစ်ပြီအဲ့185နဲ့ရောင်းတဲ့ကားပါကင်ကိုကျွန်တော်လက်ရှိမှာဒေါ်လာ600ကျော်နဲ့ပြင်ရောင်းနေပြီလို့သိရအဲ့ဒါကားပါကင်တော့ဘောလုံးဝဲလက်မှတ်မှုသေးဘောလုံးဝဲလက်မှတ်ကလာအောင်မှာအဲ့ကားပါကင်ကြီးပဲအခုလက်ရှိမှာမောင်ခုမှာဒေါ်လာ600နီနီပြန်ပေါက်နေတဲ့အချိန်ဒေါ်လာ600ဆိုတော့လက်ရှိမှာဒါကျွန်တော်မမေ့ရပြောမှာဆိုလက်ရှိဒါကျွန်တော်စင်ကာပူမှာ Lady Gaga show ပွဲသွားကြည့်တဲ့ဒါ hotel ဈေးပါပါတဲ့ဈေးတစ်ခုရှိတယ်။ fan fact ကျွန်တော်ကိုယ်ကျွန်တော် Lady Gaga သွားကြည့်ကျွန်တော်လာမဲ့ နိုဝင်ဘာ20ကျော်မှလေဒါကျွန်တော်တို့ထိုင်ဝမ်မှာဒါကျွန်တော်တို့ twice ပွဲကျွန်တော်သွားကြည့်ဦးမယ်ပေါ့နော်ကျွန်တော် twice ကိုအရင်ကြိုက်နေတော့မှပါတယ် fun fact PIB VIP back pass ကိုအသေးဝင်နေပါတယ်ဘာလို့ကိုနာယုံတို့ပေါင်းနေတာဓာတ်ပုံတွဲရိုက်ပြီးတော့မလုပ်ပါနဲ့ quarter ကျနေနေထိုင် twice ကနာယုံကြီးထွက်နေရပါအောင်မယ်ဆောင်ပြေငါတပုံတွဲရရင်ဆောက်ကျိုးကပေးတဲ့ကောင်မဟုတ်ဘူးတကယ်ငါနာယုံလေးနေနိုင်ရုံနာပေါ်တယ် twice ကပါထွက်နေအောင်နေနေချက်တရုံးအများကြီးတော်တော်အခုမှပဲကိုယ့်ကိုဒီဗီဒီယိုရိုက်မှပြန်စမ်းစမ်းမိတယ် VIP pass နေနိုင်ဝယ်ဆော့ပဆန်ကုန်ပြီးငါနာယုံကနေနိုင်တွိုက်ဆာတွိုက်ဆာတွိုက်ဆာပြေအောင်မယ်နေ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 အတိဆိုတော့တော့တိဆိုတော့တွိုက်ဖလာရရအောင်ပါအဲနောက်တော့အဲ့တော့ပြောချင်တာခုနကကျွန်တော်အဲ့လိုမျိုးပွဲတွေသွားကြည့်တာဝါနာပါတယ်ကျွန်တော်တို့ပြောတာအဲ့တော့ပြောချင်တာဗျာခုနကပေါ့ဒေါ်လာ6ဆိုတာဒါကားလမ်းကားပါကင်ပို့ပြီးဒေါ်လာ6ဆိုတော့ကျွန်တော်တစ်ခေါက်ကလေဒီဂဂါကိုစင်ကုန်မှာသွားကြည့်တဲ့ဈေးလောက်နီးနီးဖြစ်နေပြီအခုလက်ရှိကျွန်တော်ဒါ twice ကိုထိုင်အောင်မှာသွားကြည့်တဲ့ဈေးဆိုလဲအဲ့လောက်နီးနီးဖြစ်နေအဲ့တော့ပြောချင်တာဗျာ တာမန်ရှိုးပွဲတစ်ပွဲကိုသွားကြည့်တဲ့စေကဒါ US မှာကားပါကင်စာပဲရှိမှာအဲ့တော့လက်ရှိမှာ US မှာနိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့ဒါလူတွေကတော့ဒါသူတို့အနေနဲ့လက်မှတ်လျှောက်ပိုင်권ရှိတယ်။ဒါပေမဲ့အဲ့ဒီလက်မှတ်လျှောက်ပိုင်권ရှိတဲ့လူတွေကဆိုလက်ရှိမှာဒါကျွန်တော်တို့ပွဲချက်ကာလမဟုတ်ဘဲနဲ့ပွဲချောင်ကာလတည်းပဲရပြီးတော့လူသိမကြည့်တဲ့ပွဲတည်းကြီးပဲအုပ်စုစစ်မှာရနေဆိုတဲ့တဲ့င်းတွေထွက်နေတယ်။တကယ်ကိုဒါ US ဘက်ကဒါကျွန်တော်လက်ရှိပြဿနာက Fever ဘက်ကဒါကျွန်တော်လုတ်ပေးထားခဲ့တဲ့ တော့ကျွန်တော် FIFA ဘက်ကလက်ရှိမှာလုပ်ထားတဲ့ dynamic pricing ဆိုတာတော်တော်လေးကိုဆိုးရွားတယ်။အရင်တုန်းကဒါကျွန်တော်တို့ cap ဆိုတာရှိတယ်။ cap လုပ်တယ်ဆိုတာဒါကျွန်တော်တို့နောက်ဆုံးအမြင့်ဆုံးဘယ်လောက်ထိနဲ့ပဲပြောင်းရောင်းလို့ရမယ်ဆိုသတ်မှတ်ချင်းရှိတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့ dynamic pricing ဆိုတဲ့အဓိပ္ပာယ်ကခမ ्या ကဝယ်လူအများလေးလေခမ ्या ရဲ့လက်မှတ်ကိုခမ ्या ချက်တလောက်ဈေးတင်လို့ရတယ်ပဲ။ကျွန်တော်လက်ရှိကျွန်တော်တိတလောက်ကိုပြောရမယ်ဆိုရင်တော့ခမ ्या ရဲ့လက်မှတ်မှာ ပြန်ရောက်မယ်ဆိုရင်ဈေးသမတ်ကန့်သမတ်ချက်မရှိဘူးအဲ့တော့ပြောချင်တာခမရ100နဲ့100နဲ့ဥပမာလက်ရှိမှာခမရအာဂျင်တီးနားနဲ့ပေါ်တူဂီနဲ့တွေ့တယ်လီယိုနယ်မက်ဆီနဲ့ကျွန်တော်လက်ရှိမှာဟိုကျွန်တော်တို့ဒါပေါ်တူဂီနဲ့ကျွန်တော်ရော်နယ်ဒိုနဲ့ဆိုးဆီးတွေ့မှာဒါအုပ်စု16တဲမှာ ဲ့16တင်းလက်မှတ်လည်းပြောင်းရောင်းနေပဲခင်ဗျာဒေါ်လာ3000လေးပြည့်ဖြစ်သွားမယ် official website မှာမအောင်ခုပါမဟုတ်ဘူးเนาะအဲ့တော့ပြဿနာအဲ့ဒါပဲပေါ့เนาะလက်ကျွန်တော် official website official ကျွန်တော်တို့ဘက်ကကိုတိုင်ကဒီပြဿနာနဲ့ပတ်သက်ပြီးဘလို့မှတို့တို့အနေနဲ့ဒါကျွန်တော်ရင်းမဆိုင်နိုင်တဲ့နေထားမှာရှိရဲ့အဲ့တော့ပြဿနာအဲ့ဒါနဲ့ပတ်သက်အခုလက်ရှိဒါကျွန်တော်မျိုးတော်ဝင်အသစ်ဖြစ်လာမဲ့ Zoran Mamdani ကဒါကျွန်တော်တို့ New York ကနေယူော Fever ကိုတရားဝင်ဒါကျွန်တော်ခွင့်တောင်းထားတယ်သူတို့နဲ့ Dynamic Pricing ဆိုတဲ့စာရေးဖြောက်ပြီးတော့လက်ရှိမှာ Qatar တုန်းကလုတ်ခဲ့တဲ့ pricing ပုံစံမျိုးလေးပြန်လုပ်ပြီးပါလက်ရှိမှာပြဿနာ America အကောင့်တော့မကြည့် နိုင်ငံနဲ့ပတ်စံရှိမှပဲဘောလုံးမွေးကြည့်ရမယ်ဆိုတဲ့စနစ်ကြီးဖြစ်တဲ့အကြောင်းလို့ငကိုတဲ့အလဲကျကျွန်တော်ဇိုရန်မမ်ဒါနီရဲ့ socialism ဆိုပြီးတော့နာမည်ကြီးတဲ့ဘဲကြောင့်သူအနေနဲ့လူတိုင်းဘောလုံးမွေးကြည့်နိုင်ရေးအတွက်အန်တို့ကလောက်ရမယ်ဆိုတဲ့ပုံစံမျိုးလုပ်ထားတယ်။ဒါပေမဲ့ပြဿနာက အခုလက်ရှိမှာ fever က infantino ရဲ့အုပ်စုကဒီလိုဒါကျွန်တော်တို့မေယာလက်ကိုတို့ကောင်းရမယ်တို့ကအဓိက trap နဲ့အရန်ပေါင်းနေတာဘယ်လောက်တိတော့မှလက်ရှိမှာဒါကျွန်တော်တို့ fever ဘက်က trap ကိုပေါင်းနေတယ်ဆိုတော့လက်ရှိဘောလုံးနဲ့ပတ်သက်ပြီးဘောလုံးငိမ့်ငိမ့်ရေးစုကိုတော့မှ trap ကိုပေးပူတဲ့ကြံစည်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ပေါ့အဲ့လောက်တိတော့မှ trap နဲ့ပူးပေါင်းမှုတော့လုပ်နေပြီးတော့နောက်တစ်ခုကဒါကျွန်တော် safety ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောမှာမဟုတ်ဘူးဆိုတော့ကိုယ်နိုင်ငံမှာမဟုတ်တာကိုယ်နိုင်ငံမှာတော့ကိုယ့်ကိုဒုက္ခရောက်နေတဲ့ကိစ္စနဲ့ပတ်သက်သူများနိုင်ငံရဲ့ဒါကျွန်တော်တို့အဲ လုံခြုံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောမှာမဟုတ်ဘူးဗောဒါလက်ရှိမှာတိကျတယ်မြတ်ခုဒါကျွန်တော်တို့နိုင်ငံသားတရားနိုင်ငံသားအနေနဲ့ဒါကျွန်တော်တို့လက်ရှိဘောလုံးမွေးသွားကြည့်တယ်အခက်မသိတာဆိုတော့လက်ရှိမှာအမေရိကမှာနာမည်ကြီးနေ ICE အဖွဲ့နဲ့တွေ့လို့ဒါနေနိုင်ကျွန်တော်ကိုယ်နိုင်ငံကိုမဟုတ်ဘဲနဲ့ဘယ်နိုင်ငံမရောက်သွားမှပြည်တဲ့ပုံစံမျိုးတွေလည်းဖြစ်သွားနိုင်တယ်ပြီးတော့လက်ရှိမှာဒါကျွန်တော် FIFA ဘက်က Infantino အုပ်စုအနေနဲ့ဒါ ICE တို့အုပ်စုကိုကမ္ဘာဖလားလုတ်မယ်လုတ်တဲ့နေရာအတွင်းမှာလုံးဝဝင်ပြီးတော့မဖမ်းဖို့အတွက်မေတ္တာရပ်ခံရတာဒါကို David Austin ကိုလည်းတရားဝင်အတည်ပြုထားခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာကမ္ဘာဖလားနဲ့ပတ်သက်ပြီးဒီနှစ်ကတော့တော်တော်လေးဟိုဒါကာတာတုန်းကတည်းကကာတာ ာတုံးအထက်တောင်မှတိုးပြီးခဲ့ပဲကာတာတုံးကမမဲ့ရဲ့ပြဿနာတက်တာစပေါ့ဝါရှင်ပြဿနာတက်တယ်ပြောလဲရှိမှာအရမသားရဲ့ပြဿနာတက်တယ်ဒီလောက်ပဲရှိတာဘာမှသိပြီးရှိခဲ့တာမဟုတ်ဘူးเนาะဘာလို့ဆိုတော့ကာတာကဒါကျွန်တော်တို့သူတို့ဒီနဲ့ competition ညော compare အကုန်လုံးကိုသူတို့နေအကုန်လုံးကိုဒါကျွန်တော်တို့တာဝန်ယူနိုင်ကြအောင်သူတို့အသံသိပ်ပြထားတယ် US US ကပြဿနာကသူတို့နိုင်ငံကိုယ်တိုင်ကလည်းတအားကြီးပြီးတော့တအားသူလူနဲ့သူပြည့်နေကြအောင်လက်မှတ်ကဒါအပြည့်လူအောင်ဝယ်ကြမလို့ဒါ US ကလူဝင်ကြီးုံနဲ့ကမ္ဘာဖလားပြည့်တယ် ကဘာလဲအနေနဲ့အပြောင်းသွားတယ်ဗောဗျာအဓိကအဲ့တော့ခုနပြောသပဲလက်ရှိမှာခင်ဗျာခုနပြောသပဲတောင်အမေရိကလာနေဥရောပအကောင်တွေလာကြည့်မဲ့ဥစားခင်ဗျာဈေးကနေတဲ့ဈေးမှာမှုတာအဲ့တော့ကျွန်တော်ကတော့ရှင်းတယ်ကျွန်တော်ကတော့အမေရိကနဲ့ပတ်သက်ပြီးကဘာလဲကြည့်ဖို့ရရင်နေသွားကျွန်တော်ကျွန်တော်ဒါမတ်လာဒါကျွန်တော်26ရက်နေ့မှာကျွန်တော်ကာတာမှာလည်းကျွန်တော်ဗီဇာရှိဝီသားဖြစ်တဲ့ကျွန်တော်ကျွန်တော်နေနေတာလူဆေးမှာစပိန်နဲ့ဒါကျွန်တော်အာဂျင်တီးနားကို finalist မှာပွဲကိုကိုယ့်ကိုသွားကြည့်လိုက်မယ်အဲ့လာမှာဆိုတော့ဈေးသက်သာအောင်မယ်ကျွန်တော်ပြောတာသိလား ကာတာမှာကိုကာတာမှာကိုကကိုဒါကျွန်တော်တို့ PC သွားပြီးချေးလို့ရသေးတယ်ကာတာ2ညရဲ့3ရက်3ညရဲ့4ရက်လောက်လုပ်ပြီးကိုကောက်သွားကျွန်တော်ကာတာတွေမဟုတ် UAE သွားပြီးကျွန်တော်ဒူဘိုင်ပဲပြန်သွားပြီးတွားကြည့်လူတော်ရရသေးတယ် AC ပဲအခက်မသိရင်ဒါကျွန်တော်တို့ပွဲရှိရင်ကျွန်တော်ဒါခုနအောင်နာစာပွဲ sorry မှာဝင်ကြည့် UAE မှာဝင်ကြည့်တော်ရသေးတယ်နင်းနေတာပဲအဲ့တော့ခုနပြောလို့ရလက်ရှိမှာကျွန်တော် finalist မှာပဲအဓိကကြီးဖြစ်တော့မှာတယ်ဒါကျွန်တော်ကမ္ဘာဖလားနဲ့လက်ရှိမှာဖြစ်နေတဲ့အဖြစ်အပျက်တွေခင်ဗျားတို့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ twice ကျွန်တော် twice ကြီးတဲ့အကြောင်းတော့တော်လို့မပြောပါနဲ့ဒီ video တော့တော်တော်လို့အများကြီးလည်းခုနပါတာဟို education video လူသိမ့်မကြကြအောင်မို့လားကျွန်တော် twice ပွဲသွားကြီးတယ်ဆိုရင် ရှက်စရာမဟုတ်တာကိုနာယုံလင်းသွားကြည့်ဘာပြောလို့ရှက်စရာလေးဟိမဟုတ်ဘူးဗျာပြောလို့ပြောနာကျွန်တော်တို့ကဘာ twice တစ်ဖွဲ့လို့ကျွန်တော်ရမ်းချက်တာဟာသူများတွေကခုမှ Victoria Secret ကျွန်တော်ကျွန်တော်တို့ကခုနဟို ကျွန်တော်တို့တော့ဘောသွေးတာ fancy တို့ဘာလို့တော့မှာနောက်စောသေးတော့စောသေးတော့မလီအင်္ဂလိပ် event ဒီပိုင်းစောသေးတယ်နော်နောက်ကြသေးတယ်ကိုရဲဟိုးရှိခဲ့အဲ twice ကိုကျွန်တော်ကျွန်တော် ပေါ်တာကျွန်တော်ဇလန်းစားရလေဟာကျွန်တော်ကျွန်တော်ရင်နဲ့ကျွန်တော် keyboard နားထောင်တယ်ကျွန်တော် keyboard ကျွန်တော်ဒါကျွန်တော်တို့ vibe တော်တော်များနားထောင်တာဒါ 2N1 တော့ဒါကျွန်တော်တို့ SNSD တို့ဒါကျွန်တော်တို့ fixture ကျွန်တော်ဗာလေအာကျွန်တော်ဒါ epic high တို့အဲ့လိုအုပ်စုတွေကျွန်တော်ယောက်ျားလေးဖွဲ့တော့ big bang တို့ဘာလို့ရန်နားထောင်တယ်ပေါ့နော်ဒါပြီးတော့ပြီးတော့ဒါကျွန်တော်လက်ရှိဒီနောက်ပိုင်းခုနှစ်တော့ကျွန်တော် EDM ဘက်ကိုပြောင်းသွားပြီးကျွန်တော်ဒါ festival တွေဒီဘက်ကတော့ festival လေးခုနကမသွားတာကြာပြီးတော့ festival သွားနည်းနည်းလောက်ရှင်ပြီနောက်ဆုံးသွားတာ tomorrowland ဟို EDC သွားတာ EDC သွားပြီးတော့ tomorrowland tomorrowland မတိုင်ခင် EDC သွားတယ်ဟုတ် tomorrow လည်းပြီးမှ EDC သွားတယ်ပြီးရတာကျွန်တော်ဒါကျွန်တော်ပုံမတင်တာပဲရှိတော့ဗောနော်ဒါခုနပြောပဲပြီးရကျွန်တော်ဒါ twice show ဘာလို့သွားလဲကျွန်တော်အဒဲပွဲတူရကီကအဒဲပဲသွားလိုက်သေးတယ်ကျွန်တော်မမေရတကယ်မိုက်တယ်ဂျာတဲ့မှာ Ajisin backup ဇာတ်လေးသွားတယ် Peter မကြည့်ရသေးဘူး Peter မကြည့်ရသေးဘူးကျွန်တော်ဒါဟိုဂျာတဲ့မှာ Joe High ရှိလို့ဒါ London မှာ Odoo တော့မိတယ် ဆုံးပြီးတာကျွန်တော်အဆိုတော်ကြီးတော်တော်များဆုံးကျွန်တော်ဒါ Travis Scott ကို Travis Scott တော်ကလည်းမိခဲ့ပြီးပြီဒါကျွန်တော်တို့ Drake ကိုတော့မကြည့်ဘူးသေးဘူးခြေကိုကြည့်ပြီးပြီအာ Eminem ကြည့်ရ Eminem Live မကြည့်ရသေးဘူးအဲကျွန်တော်အဆိုတော်ကြီးကျွန်တော် YouTube ပါကျွန်တော်ကြိုက်တယ်အခုနောက်ပါကိုကဘောလုံးနဲ့မပတ်သက်လို့တော့မပြောတာပေါ့နော်ကျွန်တော်ခုနောက်ပါသူပဲခင်ဗျားတို့ဒီဗီဒီယိုဆက်ကြည့်နေဆိုရင်တော့ကိုနဲ့အကြိုက်တူရင်တော့ကျွန်တော်လည်းရှိမှာမြန်မာဆိုရမြန်မာဆိုရတဲ့မှာ Live ကြည့်ဘူးတဲ့ကျွန်တော်ရှာတယ် ကျွန်တော် big bag ကိုကျွန်တော် starry night လာကျွန်တော်ဒီဟိုပါလေဒီဟိုဒီယာမိုနဲ့လေ orchestra လုပ်တော့ဆိုအဲ့တော့ကြည့်ဘူးလေဆောင်းအောင်မိုက်ရပေါ်မှာအဲ့ဒါတော်တော်လေးကိုမိုက်တဲ့တည်းမှာပါတဲ့ experience ပါညီမမာလည်းတော့ကြည့်တယ်အဲ့တော့အခုနောက်ပိုင်းကျတော့ကျွန်တော်ပွဲတွေပွဲတွေနားမထောင်ရတာကြာပြီဒီ non twice ကဒါကျွန်တော်တို့ minus 2နှစ်မှာဒါကျွန်တော်တို့ကိုချမ်းမှာဒါကျွန်တော်တို့ဟိုမှာကိုချမ်းကိုချမ်းဟိုပြောရမလို့ကိုချမ်းဆိုတဲ့ဒါကျွန်တော်တိုင်းဘက်မှာကျွန်တော်ကြည့်မယ်ကျွန်တော်တို့ minus 2နှစ်ပေါ့နော်ကျွန်တော်ဒါခုနကပြောလို့ fancy huge အဲ့တော့လောက်အောင်ပေါ့တော့ဒါ twice ကကျွန်တော်ဒါ၃ချိန်မှာဖြစ်သွားပြီ twice ကြည့်တာအဲ့တော့ blackpink ကကျွန်တော်မကြည့်ဘူး blackpink ကကျွန်တော်တို့ကသိပြီး that's not my vibe အခုနောက်ပိုင်း aespa ကိုစိတ်ဝင်စားတယ် aespa ဒါကြိုကြည့်ဖို့စဉ်းစားနေတယ်မဆိုးဘူးပေါ့နော်တချင်းလေးတွေ i flare မဆိုးဘူး i flare မဆိုးဘူးအဲ့တော့ဒါကျွန်တော်အကြိုက်တဲ့ဥစ္စာခင်ဗျားတို့ပြပြတာဘောနော်ဒါခုနကဒီဗီဒီယိုအထိအဆုံးထိဆက်ကြည့်နေမယ်ဆိုရင်တော့ခင်ဗျားဒါခုနကခင်ဗျားကျွန်တော်အကြိုက်များတွေ့ရအောင်ကျွန်တော် anime လေးကြည့်တယ် anime ကြည့်လို့ကျွန်တော် japan နှစ်ခါကျွန်တော်ဒါခုန naruto village တို့ဘာလို့သွားပြီးပြီဒါကျွန်တော်တို့ ပါလေကျွန်တော်တို့ studio ghibli တို့အုပ်စုလေခဏခဏသွားတယ် studio ghibli ကယူနေအောင်ကြိုက်တယ် miyazaki ရဲ့လက်ရည်တော်တော်လေးကိုသဘောကျရတယ်မှပါတယ်ဟိုလိုကြီးတော့ကျွန်တော်ခဏပါ geek တော့မဟုတ်ဘူးဒါကြိုက်လို့သွားတယ်တဲ့မှာပါတယ်ကိုပတ်စံရှိတော့ကိုပတ်စံသုံးသုံးရောင်းနေရပါအဲ့တော့ကိုကျွန်တော်ပတ်စံဘောကမှာကိုအသုံးသုံးရအဲ့ဒါပဲလို့ပြောလို့ရမယ်တဲ့မှာပါအဲ့ဒါကျွန်တော်ဒါ ပဒါပဲအဲဘောလုံးကျွန်တော်ကျွန်တော်ရဲ့ဘောလုံးအပြင်ပါကကျွန်တော်ရုပ်ရှင်တွေယူသွတ်တယ်ရုပ်ရှင်တွေယူသွတ်တယ်သချင်းတွေယူသွတ်တယ်ဘောနော်သချင်းယူအဲ့ဒီသချင်းတွေကျွန်တော်ဘောကမှာအကြိုက်ဆုံးကကျွန်တော်အဒဲလို့ပြောလေအဒဲကစပါဖန်ဖြစ်နေတာကျွန်တော်တို့ကကောင်းတာဘောနော်အခုနပုံစံပဲချားဆိုရလေကြိုက်မယ်ကျွန်တော်အဒဲကိုတော်တော်လေးသဘောကျတယ် Love in the Dark ကို life နဲ့ life မှာကြားခဲ့ဘူးဒါဘယ်တော့မှဒါဘာနဲ့မှလဲလို့ရမယ်နေထားမှမရှိဘူးလို့ကျွန်တော်နေနေမြင်တယ်ဘောနော်အဲ့ဒါကျွန်တော်ရဲ့ဒါ experience ခမရဖြစ်ပြလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ for you တို့မှာကျင်းလို့ဆက်ပေါင်းအကူအညီလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမိကြပါနဲ့အမ်မြန်မာကလက်မမိနိုင်ဖြစ်ပါတယ် 继续吧。